အမျိုးသမီးတယောက်ရဲ့ချစ်ချင်မေတ္တာကိုတောင်းခံတဲ့နေရာမှာဒီလိမ်မှုဆိုင်ရာအအတုံးနှုံးတွေပြောဆိုတာတွေပြုမူတာတွေကအမျိုးသမီးတွေအပေါ်ကိုလေးစားမှုမရှိရာရောက်ပါတယ်အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ဖြိုပြေးခန္ဓာတွေကဂျန်နာစီစဉ်မှာတော့သကိုင်းအိုဆိုတဲ့ဟာတာဇက်လန်တို့လေးတစ်ပုတ်ကိုဂျန်နာရှုတော့ကနေပြီးတော့မှဆွေးနွေးသုံးသပ်ပေးသွားမှာဖြစ်ပါတယ် ဒီဇက်လန်ထဲမှာဆိုလို့ရှိရင်ညီကိုနှစ်ယောက်ထဲမှာအကိုကြီးဆုံးမို့လို့ဦးစားပေးရမယ်အရင်ဆုံးဖြည့်ရမယ်ဆိုတဲ့အနိုင်ကျင့်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်ကိုဟာတာဆက်ဆန်ရိုက်ကူပုံဖော်ထားတာဖြစ်ပါတယ်အိုးဆိုတာကဒီအမျိုးသမီးတွေရဲ့တင်မကိုခေါ်တဲ့အရက်သုံးပန်းစကားဖြစ်ပြီးတော့မှစကိုင်းအိုးဆိုတာကတော့ဒီအမျိုးသမီးတွေရဲ့တင်ပါအရွယ်စားနဲ့ပုံသဏ္ဍာန်ကောက်ကြောင်ကြီးမားပြည့်ပြည့်တဲ့ပုံကိုခိုင်နိုင်လာတာဖြစ်ပါတယ်

စောတာများတဲ့ပန်းပုံကြီးလိုပဲပွားပွားဒီဇဝင်ခန်းမှာကြည့်မယ်ဆိုရင်အကိုဖြစ်တဲ့သူရဲ့အပြောဆိုနဲ့ဒီတရုတ်ဆောင်တဲ့ဟန်ပန်တွေကဂျန်နာရှူတော့ကနေကြည့်မယ်ဆိုလို့ရှိရင်အမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်ကိုလိန်စိတ်နဲ့ကြည့်ပြီးတော့မှခိုင်းနိုင်ပြောဆိုထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လိန်မိုင်းဆိုင်ရာ ထိပါနှောက်ယှက်မှုမြောက်ပါတယ်ဆိုတော့ကျမတို့နောက်ထပ်ဇဝင်ခန်းတစ်ခုကိုဆက်ပြီးတော့မှကြည့်ကြရအောင်နော်ကိုရလေ ညီမလေးအိုးစိတ်ဝင်စားလို့ညီမလေးအိုးလေစကိုင်းအိုးလေဟာဘာလို့ဟွာညီမလေးနဲ့အိုးအောင်မေးအောင်ပေါင်းဖို့စိတ်ဝင်စားလို့ပါညီမလေးရယ်ညီမလေးကိုစိတ်ဝင်စားတယ်ဆိုရင်ငွက်တဲ့အရာလေးရှိတယ်ဟာကြပြီအဲ့လိုရချက်တွေကိုတီးပြီးတာကိုကြီးကညီမလေးတိုက်တယ်မလားဒီတိုက်တယ်လေတန်လို့လေးလေးဒါဒီချက်ပြောနေရတာလေစပိုင်ဒါမန်လေးအဲ့လေစပိုင်ဒါမန်လို့ကတ်တာခွာတတ်တာကိုစိုက်တာပြောတာဒီပါငါလည်းစပိုင်ဒါမန်ပဲပြတယ်ဗာနေရလဲပြော မရမမြင်ပါလို့ပြီးလဲပြောဟာနဲ့ညီမလေးကိုကိုကြီးကတကယ်ချစ်တယ်ဆိုရင်ကိုကြီးပါတော့ဘယ်လောက်ရှိဟမ်ဟောညီမလေးအဲ့လိုမကဘူးညီမလေးဒီလိုလေးဟာတာအေးအဲ့လောက်ရှိတယ်ကိုကြီးကအေးဟုတ်တယ်ဟဲ့ ီဇက်ဝင်ငန်းထဲမှာကြည့်မယ်ဆိုလို့ရှိရင်လည်းပဲတမိစားစကားပြောတဲ့နေရာမှာဒီလိန်အသားပေးတဲ့အပြုမူတွေအပြောဆိုတွေအတုံးနှုံးတွေကိုဟာတာလိုမျိုးထဲ့သွင်းရိုက်ကူထားတာတွေ့ရပါတယ်ဆိုတော့အမျိုးသမီးတယောက်ရဲ့ချစ်ချင်မြတ်တာကိုတောင်းခံတဲ့နေရာမှာဒီလိန်မှုဆိုင်ရာအာအတုံးနှုံးတွေပြောဆိုတာတွေပြုမူတာတွေကအမျိုးသမီးတွေအပေါ်ကိုလေးစားမှုမရှိရရောက်ပါတယ် ဆိုတော့ပြီးရင်ဒီလိုမျိုးအပြောခံရတဲ့အမျိုးသမီးတွေအတွက်ကလည်းပဲဒါကအင်မတန်မှစိတ်နှောက်ယှက်ဖြစ်ရတဲ့ကိစ္စမျိုးဖြစ်ပြီးတော့မှအင်ဒူတွေပြက်ပြားစီတဲ့အတွက်ဒါကိုရိုင်းဆိုင်တဲ့အပြုအမူတစ်ခုလို့ဆိုရမှာဖြစ်ပါတယ် ဒီလိုမျိုးရိုင်းပြတဲ့အပြုမူတွေနဲ့လိမ်မိုင်းဆိုင်ရာထိပါနှောက်ချက်တဲ့အပြုမူတွေကိုအခုလိုမျိုးဒီဖြောပြေးကဏ္ဍတွေထဲမှာဟာတဆန်ဆန်ပုံဖော်လိုက်ခြင်းအဖြစ်အားလုံးကဒီလိုမျိုးအပြုမူတွေလိမ်မှုဆိုင်ရာအတုံးနှုံးတွေကတမယိုးကြကိစ္စလိုမျိုးရည်စရာကိစ္စလိုမျိုးလက်ခံသွားနိုင်ပါတယ်။ဒါတွေကဒီလိမ်မိုင်းဆိုင်ရာစော်ကားမှုတွေနဲ့အကြမ်းဖက်မှုတွေပို့ပြီးတော့မှဖြစ်လာအောင်အားပေးရရောက်နေပါတယ်။ နောက်ပြီးတော့မှ Dizland တင်ပြထားတဲ့ YouTube link မှာဆိုလို့ရှိရင်ကြီးရှုတဲ့သူက2300ကျော်ရှိတယ်ဆိုတော့အဲ့ဒီအောက်မှာမှတ်ချက်ပေးထားတဲ့ဒီအကြောင်းအရာအများစုကလည်းပဲအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုလိမ်မိုင်းဆိုင်ရာရှုထောက်ကနေကြည့်ပြီးတော့မှဒီထိပါနှောက်ယှက်မှုလောက်တာတွေကိုအားပေးတဲ့မှတ်ချက်တွေအများကြီးပဲဖြစ်ပါတယ်ဆိုတော့ဒါကိုကြည့်ချင်အဖြစ်ဒီလိုမျိုးပုံဖော်မှုတွေကကျမတို့ရဲ့ဒီလက်တွေ့လူမှုပတ်ဝန်းကျင်ကိုဘယ်လောက်ထိတက်ရောက်မှုရှိစေလဲဆိုတာမြင်သာစေပါတယ် အနုပညာနဲ့မီဒီယာဆိုတာကလူတွေရဲ့ဤတတူဝအတွေးခေါ်တွေနဲ့အပြုတ်မှုတွေပေါ်မှာအများကြီးလွှမ်းမိုးမှုရှိရယ်ဒါကြောင့်မို့လို့အနုပညာဖန်တီးမှုတွေဆိုတာကလည်းပဲကျမတို့ရဲ့လူမှုအတိုင်းဝိုင်းကိုအကျိုးပြုဖို့နဲ့ကောင်းမွန်တဲ့တည်ရောက်မှုတွေရှိဖို့ကိုပဲရည်ရွယ်ပြီးတော့ဖန်တီးတာမျိုးပဲဖြစ်တင်ပါတယ်ဆိုတော့ကျမတို့ကလူဖွဲ့စည်းတစ်တခုကိုအတွေးအသည့်အမြင်သည့်တွေနဲ့အခြေခံပြီးတော့မှဖွဲ့စည်းတည်ဆောက်ရမယ်အခုလိုကာလမျိုးမှာဂျန်နာမညီမျှမှုတွေ ဂျန်နာခွဲခြားဆက်ဆံမှုတွေအကြမ်းဖက်မှုတွေပြီးရင်လိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်မှုတွေ ဖြစ်စေတဲ့ဖြိုပြင်းရေးအစီအစဉ်တွေကိုတတိမီအောင်လို့ကျမတို့ရဲ့ဒီဖြိုပြင်းရေးကဏ္ဍတွေကဂျန်နာအစီအစဉ်ကနေပြီးတော့မှအခုလိုမျိုးတင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။လာမယ့်ပတ်မှာလည်းပဲဂျန်နာရှုထောက်ကနေဘယ်လိုမျိုးဆွေးနွေးသုံးသပ်ပေးသွားမလဲဆိုတာကိုစောင့်မျှော်ပေးကြပါဦးရှင်။